အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Go Empire YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညမှာပွဲစဉ်တွေအများကြီးပဲရှိတဲ့အထဲမှာမှကျွန်တော်အနေနဲ့ကတော့ဒါကျွန်တော်အကြိုက်ဆုံးတပွဲကောင်းလေးကိုဒီနေ့မှာရွေးချယ်သုံးသက်တင်ဆက်ပေးခြင်းပါတယ်အဲ့တော့ဒါ2026ကမ္ဘာဖလားအာရှဇုန်တွေရှိတယ်2026ကမ္ဘာဖလားဥရောပဇုန်တွေရှိတယ်ဘောနော်အများကြီးအများကြီးရှိတယ်အဲ့ဒီထဲမှာမှကျွန်တော်ရဲ့ဒါတကယ်ကိုဒါအကြိုက်ဆုံးလေးဖြစ်တဲ့အွန်လိုင်းခြေလေးဒါ80ရာခိုင်နှုန်းထိများတဲ့ဒါ ပွဲလေးကိုကျွန်တော်အနေနဲ့တင်ဆက်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တင်ဆက်ပေးမဲ့ပွဲစဉ်လေးကတော့အဲရိုမေးနီးယားရဲ့ Cyprus ပွဲလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူဒါလိုက်ကြည့်လိုက်အောင် အဲ့တော့ပရမအုံးဆုံးအနေနဲ့ရိုမေးနီးယားအနေနဲ့မနက်ပိုင်းစတင်ထားတဲ့ဂျီမာဆိုရင်190ဂျီနဲ့စတင်ထားပြီးတော့ဂိုးပေါင်းဂျီမာဆိုသုံးလုံးပေါင်း95ဆိုပြီးတော့ဂျီတည်ထားတယ်ဒီကျွန်တော်တို့မနက်ပိုင်းမှာဆိုတော့195ညနေဒီ195ဂိုးပေါင်းဂျီမာသုံးလုံးပေါင်း65ဆိုပြီးတော့အဲတည်ထားတယ်ဒီညနေမှာတော့180သုံးလုံးပေါင်း90ပေါ့နော်အဲ့တော့အဲ့မှာဘာပြောင်းလဲသွားလဲဆိုတော့ဂိုးပေါင်းဂျီလေးကကျွန်တော်တို့ပြောင်းလဲသွားတယ်ကျွန်တော်တို့မြင်ရတယ်ဂိုးပေါင်းဂျီကအဲ ဒီတလုံးသွင်းကျွန်တော်အပြည့်စားမယ်နေရာမှာတလုံးသွင်းကျွန်တော်တို့90ပဲစားမယ်အနေထားကိုရောက်သွားတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဂိုးပေါင်းကြီးလေးဒါပြင်းလာတယ်လို့ကျွန်တော်ဆိုလိုလို့ရတယ်ပေါ့နော်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့နည်းနည်း head to head လေးတွေဘာညာကွေးကွာလေးကျွန်တော်တို့ချက်လောက်သွားကြည့်လိုက်ရအောင်အဲ့တော့လက်ရှိအနေထားရဒီရိုမေးနီးယားရဲ့အဲ့ဒီရိုမေးနီးယားရဲ့ cyber မှာဆိုတာ အုပ်စုစဉ်ကြည့်မယ်ဆိုရင်ဒါရိုမေးနီးယားအုပ်စုတွင်းမှာဆိုရင်ဒါအဆင့်2ရှိတယ်စိုက်ဘရက်ကတော့အဆင့်3ရှိတယ်ရမတ်ကတော့ဒါ3မတ် ရမကတော့ဒါ3မှတ်3မှတ်စီတူတူပဲပေါ့နော်အဲ့တော့တူတူပဲဆိုတော့အဲ့တော့တူတူပဲဆိုပေမဲ့ရိုမေးနီးယားနေနဲ့ဒါအိမ်ကွင်းကစားတဲ့အထဲမှာဆိုရင်ရိုမေးနီးယားနေနဲ့အိမ်ကွင်းတပွဲကစားတာပြီးတော့တပွဲရှုံးလာတယ်အဲရာကူတော့မရှိဘူးပေးကူကတော့တကူပေးခွင့်ပြုထားရတယ်ပေါ့နော်အဲ့တော့အဝေးဝင်းကစားတဲ့ Cyprus ကိုကျွန်တော်ကြည့်မယ်အဝေးဝင်းကစားတာတပွဲကစားထားတယ်တပွဲရှုံးတယ်အဲရာကူတကူပေးကူနှစ်ကူရှိတယ်အဲ့တော့ okay ဟုတ်ပြီအဲ့တော့ရိုမေးနီးယားနဲ့ ဒီ cyber brand တွေအခုလက်ရှိဒါသူတို့တိုးတဲ့ကစားထားတဲ့ဒီငါးပွဲလာငါးပွဲလောက်ကျွန်တော်ခြုံပြီးကြည့်မယ်ဆိုရင်ဒါ Romania အနေနဲ့ Go Big Go You လောက်ထားတဲ့အသင်းဖြစ်တဲ့ Romania Romania အနေနဲ့ဒါသူကလည်း Go Twin နဲ့သူခံတစ်ကလည်း Go ပြန်ပေးရတဲ့အနေထားမှာရှိတဲ့ Go Big Go You ဆော့ထားတဲ့အသင်းဖြစ်တဲ့ဩ Cyber ကိုလည်းကျွန်တော်ကြည့်မယ်ဆို Cyber နေကလည်းသူအနေနဲ့ကဒီ ဂိုးဘေးဂိုးယူပဲသူ့အနေနဲ့စော့ထားတဲ့သူ့အနေနဲ့ဂိုးအောက်ထားတဲ့ပွဲဆိုလို့ဒါတပွဲပဲရှိတယ်။တိုတင်၅ဘွဲကစားထားပြီးတော့ဂိုးအောက်ထားတာတပွဲပဲရှိတယ်။ရူမေးနီးယားလည်းတိုတင်၅ဘွဲကစားထားပြီးတော့ဂိုးအောက်ဂိုးအောက်စော့ထားတဲ့ပွဲကတပွဲပဲရှိတယ်။အဲ့တော့ဒီလိုမျိုးဂိုးပေါ်ဂိုးဘေးဂိုးယူများတဲ့အသင်းကအခုလက်ရှိ၃လုံးပေါင်း60ပေါ့နော်၃လုံးပေါင်း60ကနေပြီးတော့ညနေစေး၃လုံးပေါင်း90ဆိုတော့ဒါ ကြီးလေးဂူပေါင်းကြီးလေးဒါပြင်းလာတယ်လို့ကျွန်တော်ပြောလို့ရကျွန်တော်ပုံမှန်တိုင်းတသိန်းလောင်းမယ်ဆိုတသိန်းလုံးရမနေရမှာတသိန်းလောင်းရင်ဒါ9000ပဲရတော့မယ်ဆိုတော့ဒါဂူပေါင်းကြီးလေးပြင်းလာတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်တို့သူတို့ရဲ့ဒါ head to head head to head ရကျွန်တော်ကြည့်မယ်ဆိုတော့ဒါ brother တို့လည်းအကုန်လုံးသိတယ်ဗောနော်ကျွန်တော်ကဒီလိုလေးပြောပြရဲဆိုတာတချို့ brother တွေမသိတဲ့ညီကိုအတွက်ပြောပြတာ head to head head ရကြည့်မယ်ဆိုတွဲဆုံမှုဒိုင်းမှာဆိုရင်လေအအပြန်လန်ဂိုးသွင်းနာလေးတွေလည်းမြင်ရတယ်လို့အဲရိုမေးနီးယားအနေနဲ့ခြေသွန်းပိုင်းဆိုင်ရာမှာဒါစ Site Predator အများကြီးတာတယ်အဲ့တော့ဒီဒီ Fever တက်မှတ်တဲ့ဒါ region ရှိမယ်ဆို Romania အနေနဲ့အဆင့်မှာ55လောက်ရှိပြီးတော့ဒီ Cyprus မှာဆိုအဆင့်မှာ129တိရှိထားတယ်အဲ့တော့ဒီအဆင့်နန်းချင်း quality ချင်းရှိမယ်ဆိုတော့ Romania ကတားတယ်အခုလက်ရှိ190သုံးလုံးပေါင်း90ဆိုတော့ဂျေးမှာတော့ကျွန်တော်အနေနဲ့ဘာကြိုက်လဲဆိုရင် Romania အနေနဲ့ အဲသူအိမ်ကွင်းပြိသက်ရှိမှာသူအနေနဲ့အိမ်ကွင်းအားပြုပြီးကစားတဲ့အသင်းဖြစ်လို့တဲ့ကြောင်းမလို့ကျွန်တော်အနေနဲ့ရူမီးနီးယားအ ਨੇ ဆုံး 3C အလောက်ထိတော့ပြတ်မယ်လို့ကျွန်တော်မြင်တယ် 3C 2C ပေါ့နော်အ ਨੇ ဆုံးဒါကြေးလိန်ခြင်းနဲ့ဆိုသူအနေနဲ့ 2C လောက်ပဲသွားမှာ 2C လောက်သွားမယ်ဆိုတော့စိတ်မဖြစ်ဘူးဘော်ရီယားကျွန်တော်စိတ်မဖြစ်ဘူးလို့ထင်တယ်အဲ့တော့ပြီးတော့လည်းဒီရူမေးနီးယားနဲ့ဒီစိုက်ပရက်ကလည်းတွစ်ဆုံမှုတိုင်းမှာပေါ့เนาะနှစ်ကြိမ်ဒီကျွန်တော်တို့ဒါ nationally တွဲဆုံမှုဒိုင်းမှာဆိုလဲ 3C 3C ဆိုရဲရလန်နဲ့ရိုမေးနီးယားအနေနဲ့စတိုက်ဘရက်ကိုအနိုင်ရရှိတာလေအဲ့တော့ဒီတစ်ခေါက် ပြန်လည်တွေ့ဆုံမှုဘိုင်းမှာဆိုရင်တော့ကျွန်တော်အနေနဲ့ရိုမေးနီးယားနဲ့ Cyprus ပွဲမှာဆိုရင် body jade body ထက်ဆိုင်တော့ကျွန်တော်အနေနဲ့ကတော့ဒီ goal ball လေးကိုကစားစီခြင်းနဲ့အလုံးစုံကျွန်တော်တို့၃လုံးလောက်တွင်းကျွန်တော်တို့50လောက်ဒီစားမယ်အနေထားလေးမှာရှိတယ်။အဲ့အတွက်ကြောင့်မလို့ဒီနှစ်ကျွန်တော်ရဲ့ဒါတပွဲကောင်းရွေးချယ်မှုကိုသုံးသပ်ပြီးမှဆိုရင်တော့ဒါရိုမေးနီးယားနဲ့ Cyprus ပွဲမှာဆိုရင်အဲ ဂိုးပေါ်လေးဒါကျွန်တော်အနေနဲ့သုံးသက်ပေးခြင်းပါတယ်ဂိုးပေါ်လေးကြိုက်ပါတယ်အကြိုက်တူရဲ့ brother အနေနဲ့လည်းဒါကစားနိုင်ပါတယ်ဗောနော်အဲ့အတွက်ကြောင့်မလို့ကဲပြီးသွားရင်ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ channel လေးမှာကျွန်တော်အနေနဲ့အနေတိုင်းလို့လို့ကျွန်တော်ဒီ mount mount ကလေးတကတ်တကတ်တင်ပေးထားတယ်ပြီးသွားရင်ဒီအနီးကတ် ပွဲတွေရှိရင်အနီးကပ်ကြေးအပြောင်းလဲတွေကြေးအရန်ကျသွားတာတွေတက်သွားတာရှိရင်အနီးကပ်တင်ပေးတာမဟုတ်မဟုတ်လို့ပေါ့နော်ကျွန်တော်ရဲ့ Telegram channel လေးကို join ပြီး join ပြီးလို့ရတယ်ပြီးတော့လဲဒါကျွန်တော်ရဲ့ Telegram channel လေးမှာကျွန်တော်မောင်းတကက်ပေါ့နော်ကျွန်တော်လက်ဆောင်ပေးရမယ်အဲ့တော့ဒီနေ့ညကျွန်တော်ရဲ့အကြိုက်ဆုံးပွဲကိုပြောပါဆိုရင် Romania နဲ့ Cyprus ပွဲမှာဆိုရင်အပြန်လန်ဂိုးသွင်းနေဂိုးသွင်းတာလေးမြင်ရမယ်အတွက်ကြောင့်မလို့ကျွန်တော်နေနဲ့ဂိုးပေါင်းအပေါ်လေးကိုကြိုက်ပါတယ်အဲ့တော့ ဒီဘီလေးကိုအဆုံးနှိကြည့်ရှုပြီးတဲ့ညီကိုတယောက်စီတိုင်းဝင်လာကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒါနေ့စဉ်နေ့တိုင်းပေါ့နော်တပွဲကောင်းပွဲလေးတွေမောင်းလေးတွေတင်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးထားပါပြီးတော့လည်းမောင်းတွဲလေးတွေလည်းတင်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့ Telegram channel လေးကိုလည်းဒါ join ပေးထားပါအဲ့တော့ဒါ အကောက်ဖွင့်ခြင်းနဲ့ညီကိုတွေရှိနေအောက်မှာ Viber နံပါတ်လေးတွေကျွန်တော်ထားပေးထားတယ် Viber နံပါတ်လေးကိုလည်းဒါဆက်သွယ်ပြီးတော့အကောက်ဖွင့်လို့ရတယ်ဒီ Telegram Channel မှာလည်းရှိတယ်အဲ့တော့အကောက်ဖွင့်ပြီးတော့ကစားလို့ရတယ်ထိုင်းရနေကစားခြင်းနဲ့ညီကိုတွေအတွက်လည်းဒါထိုင်းရနေကစားလို့ရတယ်ဒီ Thai ban ပေါ့နော်ဒါ Thai ban လည်းရှိတယ်ပေါ့နော်အဲ့တော့ထိုင်းရကစားခြင်းနဲ့ browser တွေအတွက်ကလည်း ကစားလို့ရတယ်။ Okay အဲ့တော့ငွေကြေးပိုင်းမှာတော့ဘယ်လိုလာမလဲဆိုတော့ငွေကြေးပိုင်းမှာဆိုတာကျွန်တော်တို့ကိုယ်တိုင်မျက်နှာပြပြီးကြော်ညာပြီးနေဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြေးပိုင်းမှာ100%ယုံကြည်စိတ်ချရတယ်။ပြီးတော့လည်း24နာရီကျွမ်းကျင်ညီမငယ်လေးချောချောလေးတွေကဒါဒီ rubber line ပြန်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာပဲပြောပြောဟိုအဆင်ပြေတယ်ဗောနော်အဲ့တော့ဒါအကောက်ဖွင့်ကစားခြင်းနဲ့ညီကိုတွေလာခဲ့ပါအဲ့တော့မမဝင်ခြင်းနဲ့ brother တွေအတွက်ကလည်းတစ်လလုံးကိုကျွန်တော်မမကြီး2000နဲ့အကောက်ဖွင့်ပြီးတော့လာရောက် BIM group join လာလို့ရတယ်အကယ်၍ဒီတလလုံးမှာကျွန်တော်ရွေးချယ်ပြီးတဲ့ပွဲသာကြာသွားမယ်ဆိုရင် brother တို့အကောက်ဖွင့်လာတဲ့မန်မာကြီး2000ပြန်ပြီးတဲ့အပြင်ကိုကျွန်တော်ကနောက်ထပ်တူတဲ့ဖုန်းပေလေး1000ပြန်ပြီးမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ဒါ brother တို့အနေနဲ့ဒါအကောက်ဖွင့်ကစားခြင်းနဲ့ဆိုကျွန်တော် Telegram channel Viber channel Viber လေးကိုဒါလာဟိုင်းပြီးလို့ရပါတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုဒီမှာပဲအဆုံးသက်ပေးခြင်းပါတယ်အဆုံးထိကြည့်ရှုပြီးတဲ့ပရိသတ်တယောက်စီတိုင်ကျေးဇူးထူးပဲတင်ရှိပါတယ်